အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ဖောက်ပြန်တဲ့ယောက်ျားကို콰ရှင်းတော့မယ်လေပြောရောဒူးထောက်တောင်းမှန်လာပြီပဲပြန်ပြီးလက်မခံတော့တဲ့ကြောင့်ပြောပြလာတဲ့အန်တီရဲ့ရုပ်တံပြူဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာအမရဲတဲ့ မှန်လာတာပါလေစိတ်မကောင်းစရာဝမ်းနည်းစရာဖြစ်တယ်ဘာလို့ပြောနေတာလဲကျမမျက်နှာကိုကြည့်လိုက်ပါဦးကျမမျက်နှာမှာစိတ်မကောင်းစရာစိတ်ထိခိုက်စရာဝမ်းနည်းဝမ်းနည်းပူဆွေးတော့ကဖြစ်နေရမျက်ခွက်ကြီးပေါ်နေလားလို့ကျမရဲ့စိတ်ကကျမမျက်နှာဓာတ်ရိုက်အချိုးကျပါတယ်ရှင်နော်ကျမဘာလို့ပြောပြလဲသိလား ကဲမယားကြီးနဲ့မယားငယ်ရန်ဖြစ်ကြတာကြီးပဲမယားကြီးကမယားငယ်ကို screen shot တွေရိုက်ပြီးသူ့ယောက်ျားနဲ့ပြောရတဲ့ screen shot ပြီးတင်ပြီးအဆက်ခွဲလိုက်မယားငယ်ကမယားကြီးကိုပြန်ပြီးအဆက်ခွဲလိုက်နဲ့ချက်ချာကိုလဲနေတာကျမတို့လူရယ်လို့ဖြစ်လာတာကျမတို့အမျိုးသမီးတို့ကျမတို့မိဘတွေကမွေးလာတာဒါတွေနဲ့ချိန်ကုန်ခံမှုမဟုတ်ဘူးကျမတို့အမျိုးသမီးတွေကလှုပ်ဆရာကြီးမှာအများကြီးလို့ကျမပြောပြီးသားနော်ကျမတို့ချစ်လာပါကြီးရဲ့ကျမတို့ချစ်လာပါကျမတို့ကချစ်တော်ကျမတို့ကိုချစ်တယ်လို့ပြောတဲ့ယောက်ျားတွေကမွေးကြတယ်ကျမတို့ကတူတူပူတဲပြီးဥငန်းဥငန်းဆိုရင်မွေးလာတာမဟုတ်ဘူး ဘာဖြစ်လို့ဘာမှတန်ဖိုးမရှိရဲ့ယောက်ျားတစ်ယောက်အတွက်နဲ့ကိုကိုကိုအချိန်နေကုန်နေမှာတော့ဘာလို့လမ်းနေပြောက်နေမှာတော့အဓိကအဲ့ဒါကိုပြောပြချင်လို့လမ်းပြောက်စရာမလိုဘူးကျမလေဒီ personal ကိုဘာလို့ပြောပြရလဲဆိုတော့ celebrity ဖြစ်ချင်လို့လည်းမဟုတ်ကျမအနေနဲ့ celebrity ဖြစ်စရာအကြောင်းတစ်စက်မှမရှိဘူးเนาะအဓိကအမျိုးသမီးလေးတွေလမ်းပြောက်နေတာကိုယ်ကံကောင်းဖို့ကိုယ်ကိုကိုကိုမြင့်တင်စေချင်တာကျမတို့မှလှုပ်စရာဒီမှာအများကြီးတိလာကိုယ်ပါကိုပတ်စံရှာနိုင်လို့ရှိရင်လေ ဘ누구မှဘ누구မှမျက်နှာမောဖူးပြီးတော့ကြည့်စရာမလိုဘူးဘ누구မှလည်းမျက်နှာအောက်ချပြီးကြည့်စရာမလိုဘူးသိလားကိုဝါကိုရက်တည်နိုင်မှုကျမရေရွယ်ချက်နဲ့ကျမဒီပို့ personal life ကိုချပြနေတာကျမလေဒီနေ့အခုဒီပေါ့ဒီနေ့ဘယ်နေ့ရလဲဒီနေ့30ရက်နေ့နော်22နှစ်ကျော်ကြီး31ရက်နေ့ရောက်ပြီကျမ30နှစ်မနေ့3နိုင်ခွဲထပြီးတော့ထောက်ပတ်တမီပွဲတရား30 order ချက်ရမှာကျမဝန်ထမ်းနေရာစဒီနေ့ညကျမစီမှာအိတ်တယ်သူများတွေအေးအေးဆေးဆေးအိတ်နေတဲ့အချိန်မှာကျမအလုပ်ထလုပ်တယ်ဘာဖြစ်လို့လဲသိလားကိုပစံကိုရှာခြင်းလို့ကိုပစံနဲ့ကိုသားသမီးကိုကောင်းကောင်းကြောင်းထားခြင်းလို့ ဥပစံနဲ့ကိုမော်ကြွားခြင်းလို့မိဘစီရတော့ကျမအခုညမတောင်းဘူးကျမကလေလင်းရှိတော့လေလင်းစီရကျမပတ်စံကိုညမတောင်းဘူးဘာလို့ကျမရှက်လို့ကျမလို့53နှစ်အမျိုးသမီးတောင်မှဒီလိုစိတ်တက်မျိုးရှိနေညီမလေးတို့တွေ30ကျော်တွေ20ကျော်တွေနော်ဘာလို့ကိုကိုမရက်တင်နိုင်ရမှာလဲဒီတန်ဖိုးမရှိတဲ့ယောက်ျားတစ်ယောက်နဲ့ဘာလို့အချိန်တွေကုန်နေမှာတော့ဘာလို့အကူတွေယူနေမှာတော့ကျမပြပြမယ်လူကတူတော်ချိုးပေးတယ်ကျမတို့က ကိုချစ်တဲ့ကိုအိမ်တော်ဘက်ကိုချစ်သူကိုခင်ပွန်းကိုကောင်းကောင်းမွန်မွန်တကယ့်ကိုစိတ်ရင်းစေတနာမှန်နဲ့ပြူစုဆောက်ရှောက်ဆက်ဆံခဲ့သမျှထားပေးတဲ့ကထားပေးခဲ့တဲ့မြေတားတွေကောင်းလို့အလားသာမဖြစ်ဘူးရှင်တိလားကျမတို့လူတိုင်းလူတိုင်းမှာလေနတ်ဆက်၄ပါးရှိရယ်စောက်တာကောင်းတဲ့နတ်ကခုနှစ်ပါးမကောင်းတဲ့နတ်ကခုနှစ်ပါးကျမတို့တွေကတနေ့တနေ့ဒီအကုသိုလ်စကားတွေအကုသိုလ်အတွေးတွေအကုသိုလ်အပြုမှုတွေလောက်တာများရင်ကောင်းတဲ့နှက်တွေကကျမတို့တော့မနေတော့ဘူးမကောင်းတဲ့နှက်တွေကပဲကျမတို့နောက်ပို့ပြီးကတ်လာတာ ခါကျရင်ကျမတို့တွေကိုမကောင်းတာပြောဖို့ဆဲဆိုဖို့ယုံရင်ကျန်းတာဆဲဆိုဖို့မကောင်းမှုကိုပြုဖို့အတွက်မကောင်းတဲ့နဲ့တရားကျမတို့တိုက်တွန်းရောအဲ့တော့ကျမတို့တွေအဲ့လိုအဖြစ်မခံရအောင်ကောင်းတဲ့စကားပြောရမယ်ကျမတို့ဒီကိုယ့်ရဲ့အိမ်နောင်ဘက်ပေါ်မှာကိုယ့်ဘက်အကောင်းဆုံးကောင်းပေးခဲ့တယ်ကျန်တဲ့အပိုင်းကတော့သူ့အပိုင်းဖြစ်သွားပြီသူမကောင်းတာတွေသူ့အပိုင်းအဲ့ဒီအကျိုးဆက်တရားတကယ်တမ်းကျမကိုလက်တွေ့ကြုံခဲ့ရတာကိုပြောချင်လို့ကျမဒီဒီအပိုင်းတွေကိုဒီလောက်စက်တိုက်စက်တိုက်ပြောပြနေတာတိလား သူများကောင်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 းကျမတို့ကောင်းမလို့တယ်ကျမတို့အမေကျမတို့ကျမတို့အဖေနဲ့အမေကျမတို့ငွေရတာယောက်ျားတယောက်အတွက်ခံစားဖို့မဟုတ်ဘူးလမ်းပြဖို့မဟုတ်ဘူးနာကျင်ကြေကွဲဖို့မဟုတ်ဘူးဘဝပြတ်ဖို့မဟုတ်ဘူးနော်ကျမတို့ကကိုတန်ဖိုးနဲ့ကိုလူတိုင်းလူတိုင်းမှာတန်ဖိုးကိုစီရှိကြပါတယ်အရေးချင်းကောင်းတွေကိုစီရှိကြပါတယ်ကျမတို့တွေကိုယ့်ရဲ့အရေးချင်းကောင်းတွေကိုမသိလို့ပါမမြင်လို့ပါအဲ့တော့ကောင်းတဲ့ဘဝကိုတိဆောက်ဖို့ကျမရေညွှန်းပြီးဒီအပိုင်းကိုတစ်ပိုင်းတစ်ပိုင်းစတိုက်တင်ပေးခြင်းဖြစ်ပါတယ် နော်အပိုင်း36မှာကျမပကန်းပြန်လာပြီးတဲ့အချိန်မှာကျမအမေစီသွားတယ်ကျမကွာရှင်းတော့မယ်လို့ပြောပြီးတော့ကျမတရားစခန်းဝင်တယ်ရွှေဦးမြင့်တော့ရကြောင်းမှာတရားစခန်းပြန်ထွက်လာပြီးတဲ့အချိန်မှာကျမခုပြောမယ့်အပိုင်းကလေအဲ့ဒါပဲဟိုခုနှစ်နှစ်ရှင်းနေလောက်အဆက်အသွယ်ပြတ်နေရကျမတို့မော်လမြိုင်တိုင်းမှာနေခဲ့တုန်းကခင်းခဲ့တဲ့ဘုံမှုဇနီးကရှင့်နေအန်တီသူကရှင့်နေဘွဲယူလာတာရှင့်နေပေါ့နော်အဲ့ဒီခုနှစ်နှစ်ရှင်းနေတော့အဆက်သက်ပြတ်တဲ့အန်တီကအဲ့ဒီကျမတရားစခန်းထွက်လာတဲ့ခေတ်မှာအိမ်ကိုလာလေတာနော် လာလေတဲ့ခါမှာကျမဒီအန်တီကိုကျမအကုန်လုံးပြောပြတယ်သူတို့တွေဒီကိုသမီးတို့စောက်ရှောက်ခဲ့တဲ့အတွက်ကြောင့်သမီးမဒုလူလူရှိပါသမီးဒါလုချင်ပါတယ်ဆိုပြီးရှေ့နေရနေအကုန်လုံးကျမလုချင်တဲ့ဟာလေးကိုအကုန်လုံးစီစဉ်သွားပြတာဂိုင်းလိုင်းချသွားပြတာအကုန်လုံးစာစီပြီးခဲ့တာကျမကွာရှင်းမှုအတွက်အိမ်တော်တစ်ခုပြုတ်ပြီးမှကွာရှင်းမယ်ဆိုရင်ပြဿနာဘာလဲဆိုတော့တချို့ယောက်ျားတွေကကိုယ်ချစ်လုံးလုံးမဟုတ်ဘူးစောက်ကြည့်ရုပ်ပြီးတော့မကွာပေးတာเนาะလူကလေ ယောက်ျားတိုင်းကျမမပြောဘူးနော်ဒါပေမဲ့ကျမတွေးခဲ့တဲ့ကျမတွေ့ဘူးကျမတွေ့တယ်ဆိုတာကျမပတ်ဝန်းကျင်မှာလဲကျမအဲ့လိုယောက်ျားကြီးတွေ့ဘူးတယ်ကျမတငယ်ချင်းနေစီမှာလဲတွေ့ဘူးတယ်တချို့တွေကကိုမင်းမောက်ချစ်လို့လို့မဟုတ်ဘူးချင်းဘတော်မှဒီလုပ်တွေစမလုပ်ဘူးတခြားမင်းမိုင်းနဲ့မပလူးဘူးမပတ်သက်ဘူးမဖောက်ပြန်ဘူးကိုမင်းမောက်ကိုစိတ်ဆင်းရအောင်မလုပ်ဘူးနှုတ်အားဖြစ်တော့၎င်းလူကိုအားဖြစ်တော့၎င်းကာယအားဖြစ်တော့၎င်းမလုပ်ဘူး ချစ်လို့လို့မဟုတ်ဘူးတချို့ကစောက်ချင်းရုပ်ပြီးမကွဲပေးတာအဲ့တော့စောက်ချင်းရုပ်ပြီးမကွဲပေးတဲ့ယောက်ျားတယောက်စီကကိုယ့်ဘက်ကတတ်သေးထောက်တာခက်ခဲလို့လို့မရှိဘဲနဲ့ကျမတို့ကွာရှင်းလို့မရဘူးအိမ်မော့ဆင်းလာလဲဆင်းလာတာဒါအဖက်တင်မယ်ကျမကလုတ်ပြီးဆိုလို့ရှင်တဆုံးလုတ်တာမလုံရင်ကျမငိမ့်နေတာလူတွေကြည့်လိုက်လို့ရှိရင်ကျမရဲ့ရောက်ခမကြီးဆိုရင်ကျမကိုအရန်ဟိုဖြစ်တာပေါ့နော်ဇဘေကတီးခတ်နေတယ်လို့ထင်ကောင်းထင်လိမ့်မယ်ကျမလည်းကို့အကြံနဲ့ကိုတီးလာကျမတဆုံးမဲ့လုံမှာဘတော်မှာတိုးစီတိုးစီဝါသနာမပါဘူးငငယ်တွေကကျမကြီးကန်းချီးပန်းတာလည်းဝါသနာမပါဘူးကျမမလုံရင်လုံးဝမလုပ်ဘူးလုံရင်တဆုံးမဲ့လုံတာ ဲ့တော့ကျမအကုန်လုံးကျမနဲ့ဒီလောက်အဆက်တပြတ်ခဲ့တဲ့အန်ရဲ့တွေ့ပြီးတော့ကျမကွာရှင်းမှုအတွက်အကုန်လုံးစီစဉ်လာစီစဉ်ပြီးကျမတိုင်းစာကိုရန်ကုန်တိုင်းပို့လိုက်တယ်ကာနေကြီးစီပို့လိုက်တာတကယ်တော့အဲ့လိုတိုင်တဲ့အကြောင်းအရာကျမအမျိုးသားတကယ်တမ်းဆိုရင်ထောင်ကြတယ်တက်မတော်မှာအဲ့ຢာကြီးတစ်ချက်တော့ကောင်းတယ်ဗါလေတိလာတက်မတော်ကအရာရှိပဲဖြစ်ဖြစ်စစ်တီပဲဖြစ်ဖြစ်ပေါ့နော် မယားကြီးကနေပြီးတော့မရင်ငယ်ကိုယောက်ျားမရင်ငယ်ထားတာကိုတက်သေးတာတကားနဲ့လက်စုပ်လက်ကင်မိမိရဲ့အထောက်ထားပြေဆုံးစုံနေပြီလို့တိုင်ကြည့်လိုက်ဒီအရာရှိထောက်ကြတယ်အဲ့တော့ဒါပေမဲ့ကျမစောကြီးစတိုင်ကလေးက तू ကကျမကိုကွာရှင်းပေးရပြီဆိုတဲ့စိတ်နဲ့တိုင်ခဲ့တာမလို့ကျမကာနေကြီးကိုကောင်းကောင်းမွန်မွန်ပြေလဲပြောတယ်တမီးတလို့တမီးကိုကွာပေးရပြီကျွန်တော်ဘာမှမလုပ်ချင်ဘူးထောင်ကျသွားပြီဘဝပြတ်သွားအောင်ကျမမလုပ်ဘူးဘာဖြစ်လဲသိလားကျမသားရည်မျက်နှာထောက်လို့သူ့ရဲ့အဖေးကိုချစ်ခဲ့တဲ့ယောက်ျား ကျွန်မအဲ့လောက်ထိမယုံပါဘူး။ तू ကသာကျွန်မပေါ်မှာယုံပါခဲ့တာကျွန်မမယုံပါဘူးနော်။ तू တော့ကြိုးပေးလိုက်မယ်။အဲ့တော့ကျွန်မတိုင်တဲ့အချိန်မှာကျွန်မမတိုင်ခင်ကကျွန်မဖေကလည်းကလေးကနေရန်ကုန်ပြောင်းလာပြီ။အဲ့နေရာကျွန်မတိုင်စာပို့ပြီးနောက်နေကကျွန်မအဖေဖေရဲ့ PSO ဝေဟန်ဖုန်းဆက်တယ်တမိမဆပဲရေးတဲ့။ဒီနေ့ကိုထိုက်လာသွားတယ်ယုံကိုတဲ့။ဟိုဦးကတော့စိတ်မကောင်းပါဘူးတဲ့။ ဘသူမှတော့ကျမတို့ကွာရှင်းတာကိုပြောတဲ့လူမရှိပါဘူးမငင်ငယ်တွေကလွှဲရင်ပေါ့သူ့စီကခြူစားမြူစားသူများကလေးမော်လေးဘက်ထောက်ကောကုံကုံကောကော့ကော့ပြီးတက်တဲ့မိန်းမတွေကမပါဘူးပေါ့ဗျာဒါကတော့ထားလိုက်တာဒါကကျမအဲ့အဲ့အတန်းနေတော့လောက်ပြီးကျမတန်းဆင်ညှိကြအကြောင်းလည်းတစ်စက်မှမရှိဘူးယူလေကြာရင်ယူလိုက်ကြဘာမှမဖြစ်ဘူးအဲ့တော့ကိုထိုက်လာဝဲငါစိတ်မကောင်းဘူးတမီးရဲ့တဲ့ဒါပေမဲ့အဲ့နဲ့ဟာလာဥလို့ဘာဘာလာပြောတာလဲဆိုအဖေကလာတောင်းမနာတဲ့ ူမဆက်ဘိန်းနေမကွာရှင်းနေမှာဘောเนาะဟိုဟာဘောသူမှားခဲ့တာတွေလည်းအများကြီးရှိပါတယ်တောင်းမဲ့ပါတယ်ဘောเนาะဟိုအဖေအနေနဲ့ဟိုကျမဝိုင်းနားချဖို့တဲ့ကြီးရတယ်ကျမအချိန်ပေးခဲ့တယ်နော်။ तू ဖောက်ပြန်ခဲ့တာကျမမသိတဲ့ကာလတွေမှာအများကြီးကျမသိရဲ့အချိန်မှာကိုယ်ခဏလာမှာစသိရဲ့ စာတိတဲ့အချိန်ကစာပြီးကျမအဲ့ဒီအချိန်မှာကျမတားငယ်လေးအောင်တနစ်ကြော်ပြီနော်မွေးပြေးတနစ်ကြော်ပြီကျမစောက်ခဲ့တယ်ပြင်ခဲ့တယ်ဘာမှမပြင်ဘူးလှုပ်ချင်တာလှုပ်နေတာပဲဟိုကျမအချိုတတ်တာလောက်ကွာကျမနှက်ပါတယ်အဲ့လောက်တော့လေကျမလူခက်ခတ်တုံးအပြီးတော့ဟိုအမတန်ကိုရိုးသားဖြူစင်သူလည်းမဟုတ်ပါဘူးကျမလည်းသူတို့တင်လို့ကျမလည်းလူခက်ခတ်သူတို့စောက်ချင်းရုပ်တဲ့ပုံရုပ်ပုံရုပ်နည်းလည်းအကုန်တတ်လာပါပြီနော်သူတို့တင်ပေးခဲ့တာတလားကိုကြီးတင်တာကျမစောက်ချင်းရုပ်ပုံရုပ်နည်းကစာသူတင်ပေးခဲ့လို့ကျမတတ်တာကျမအမေမှာအိမ်မှာနေတော့မတတ်ဘူးဒါမျိုးတွေ ကျွန်မဖီစီလာပြီးတော့သူထိုင်ကြတော့ပြီးတော့ကျွန်မနဲ့မကွဲကျင်တဲ့ကြောင်ပြောပြီးတောင်းမနေပါတော့။အဲ့မှာကျွန်မဖီကဘာပြောခဲ့လဲဆိုတော့။ကွာရှင်းတာမကွာရှင်းတာခွင်းလို့တာမခွင်းလို့တာအချိန်ဤအားလုံးအဖေသဘောမဟုတ်ဘူးတဲ့။ကျွန်မဖီကသူ့သဘောမဟုတ်ဘူးပေါ့နော်။မဆပဲယူကိုပဲ။ဟိုပါပေါ့။မဆပဲကြီးနဲ့ပဲပြောကြည့်လိုက်ပါတဲ့။သူ့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ဘာမှမပေးနိုင်ပါဘူးလို့ ပြောလိုက်တယ်တဲ့အဖေရေဝမ်းမပြန်လာသေးဘူးကျမကဖုန်းကျမစီဖုန်းဆက်ပြီးကျမကဥဝင်ဟိုင်းကပြောပြီးပြီအကုန်လုံးအဲ့တော့နေလိုက်တယ်လေထားလိုက်ပေါ့အခုချိန်မှလာပြီးတော့ကျမကကိုမရှိခင်နေကတာကြီးတာကြီးမွေးပြီးကြတဲ့သူတို့ဖောက်ပြန်တာကိုရီးယားသားဘာမှမသိလို့လူတွေအကြောင်းသားမလဲလို့ထားလိုက်တော့ပပပင်းလက်ပူးလက်ချက်ဒီမိမနဲ့မိတာကိုုံခဏလာတားငယ်ကိုုံခဏလာမှာခဏလာကြကြုံမှာတားငယ်တော့မွေးပြီးလို့ အာဆယ်လသားလောက်ဖြစ်နေပြီဆယ်လဆယ်လတစ်နှစ်နီး17လသားလောက်တောင်ဖြစ်နေပြီဘာမှပြောင်းအချိုတက်တယ်အချိုတက်တယ်ပြောအောင်ကျမငတုံးငအားမှမဟုတ်တာသူတို့ပဲတင်မိတာလေကျမတို့ကျမအမေမွေးတော့ကျမတကယ်ကိုတကယ်ကိုပီပီကလေးလူတွေရဲ့အကြောင်းလည်းမသိဘူးလောကရဲ့မာယာလည်းမသိဘူးလူတွေရဲ့ကောက်ကြီးရုံမှာဘုံလည်းကျမတို့မသိဘူးကျမတို့ပဲကိုကြီးကတင်ပြသွားတယ်ဒါမျိုးလုပ်ရင်ဒါမျိုးဒါမျိုးသိရမယ်ဆိုပြီးသူတို့တင်ပြလို့ကျမတို့ကတတ်တာအဲ့တော့အဲ့ဒီက အဖေစီယုံသွားတာနေခင်တနိုင်လားမသိဘူးညဟွာလောက်ကြတော့ကျမတို့အနေနဲ့အိမ်ကိုလိုက်လာလိုက်လာပြီးထွက်ခဲတယ်စကားပြောမယ်ဆိုပြီးတော့ရှည်ရတယ်ကျမအဲ့အချိန်မှလေးအတန်ကြားရင်နားမအောင်ကျမအော်ဂလီဆန်တာလောကကြီးမှာလူတွေကဒီမိမရပါတယ်ဘာမှမသိဘူးငါဘိုင်ဘတ်တလို့ရတယ်အဲ့လိုထင်ကြတာပေါ့နော် အမျိုးသားတော်တော်များများကကိုယ့်ရဲ့မိန်းမတွေအိမ်အောင်ရှင်မတွေအဲ့လိုပဲထင်ကြတယ်ဒီမျိုးသမီးရပါတယ်ငါပြောရင်ပြီးပါတယ်ငါရှာကျွေးနေရတာငါထားရနေရသူတို့နေရမှာပေါ့အဲ့လိုတွေးကြတယ်ပေါ့နော်သူကိုကြီးကအဓိကကျမသည်မိဘတွေနဲ့အတူနေကျမအဝိုင်းဝန်းလေးကအရန်ချင်းနဲ့ကျမသည်အပေါင်းအသင်းလည်းမများဘူးလူတွေအကြောင်းလည်းကျမမသိမှန်းသိလို့သူကကျမကိုမကွဲနိုင်ဘူးမတိုင်ဘူးလို့သူထင်ခဲ့တာ short တွေ့တာပေါ့နော် ကျမတို့ကစနေသမီးကျမကစနေသမီးနော်ဘလူးနခတ်တိုက်ဖွား April Torres မလုံရင်လုံးဝမလုံဘူးငြိမ့်နေတာငြိမ့်နေတာ လုံးရင်တဆုံမဲ့လုပ်တယ်ကျမစီမှာကိုကြီးမျက်နာမြင်ရတဲ့အဲ့ညာသူအိမ်လာပြီးဒူးထောက်တောင်းမှန်တဲ့ညာကိုကြီးမျက်နာမြင်ရတဲ့အချိန်မှာကျမလေးအသားရဇက်ဇက်တုံနေအန်ဂျင်နာစိတ်ကျမဘာမှမရှိတော့ဘူး ကျွန်မအန်ဂျင်နာပဲတည်တယ်အဲ့တော့နင်ပြန်လိုက်ခဲ့ငါနဲ့ငါငါအချင်းကြီးကုန်ပြင်းမမယ်အဲဘလို့ငါသားလေးနဲ့မခွဲနိုင်ဘူးဆိုပြီးအဲ့တော့မမက်ရကျွန်မပြပြမယ်ကျွန်မသားအချင်းလေးမှာအဲ့တော့ဟိုသူဝယ်ပေးတဲ့လက်စွပ်လေးတခုရှင်လက်စွပ်ကဘာလဲဆိုတော့လေ smile လေးအဝါရောင်လေးပြုံးနေတဲ့လက်စွပ်ကလေးလေးဆိုတဲ့လက်စွပ်အဲ့ဒီအဝါလေးကိုသူကသူ့လက်သားမှာဆွလာပြီဒီမားတဲ့သားကြီးလေးရဲ့လက်စွပ်ပေါ့နော်ဒီသားကြီးလက်စွပ်လေးကိုငါတဲလာတယ်ပေါ့ငါသားလေးနဲ့လည်းမခွဲနိုင်ဘူးနင်းနဲ့လည်းမကွဲနိုင်ဘူးပေါ့နော်ငါ့ကိုခွင့်လို့ပါဆိုပြီးတော့အဲ့ညာကျမမလိုက်မချင်းသူကသူ့အိမ်မပြန်ဘူးဆိုတဲ့ပုံစံနဲ့ လာလာရောက်လာတာညဟိုကလောက်ပဲရှင်းနိုင်လဲရောက်လာကျမပြောတယ်ပြန်ကိုကြီးငါမပေါင်းနိုင်တော့ဘူးဦးနီကိုခွင်းလို့တယ်လဲမဟုတ်ကျမအဲ့ချိန်မှာဖြစ်နေတာခွင်းလို့တာလဲမဟုတ်မခွင်းလို့တာလဲမဟုတ်ကျမဒီသူ့ရှိတဲ့အဲဒေတာတစ်ခုနေပယ်တစ်ခုသူ့ရဲ့နေထိုးရင်တော့အဲ့ကြတဲ့အဲ့အရေးနာထီတော့ကျမမနေချင်တာမနေနိုင်တော့တာတိလားကျမစိတ်ကဖြစ်တာကိုပြောပြတာနော်အဲ့တော့ရရဲကိုကြီးပြန်ငါမလိုက်ဘူးငါမပေါင်းတော့ဘူးငါနေကို ်လုံးဝမပေါင်းနိုင်ပါဘူးပြန်ဆိုတော့မပြန်ဘူးဘယ်လောက်တိမပြန်လဲဆိုမပြန်ရင်မပြန်ဘူးဆိုပြီးအေးရှိမှတောင်းချမ်းသေးတယ်။အော်အဲ့တော့ဘယ်လောက်လဲဆိုညဟွာလောက်မှာညဟွာလောက်ပေါ့9နိုင်ခွဲလောက်လဲကြာရောအဖေ PS ဆိုကလည်းအဲ့တော့ကျွန်မတို့ပြဿနာဖြစ်တယ်ဆိုလိုက်လာပါတယ်လိုက်လာပြီးတော့သူပြောတယ်ညီလေးပြန်ပေါ့နော်ဥကဥကပြောပေးတယ်ညီလေးပြန်ဆိုမပြန်ဘူးကျွန်တော်အခုကျမကျမမပိုင်မပြန်ဘူးတော်တော်ရီရတဲ့အကောင်ကြီးတိလားအဲ့ဒါ ਨੇ အဖေကလည်းရှိတယ်လေအိမ်ထဲမှာအဲ့တော့အဖေကနေပြီးတော့အာဟိုပါပေါ့ဘူးကြီးဝင်းဟန်နေအဖေပြောတယ်မပြန်ဘူးပြောနေရဲ့မဆက်မပိုင်ရင်အဲ့တော့အဲ့ဆိုရင်ရန်ကုန်တိုင်းကကာနေကိုဖုန်းဆက်လိုက်တယ်အဖေကဖုန်းဆက်ပြီးပြောတယ်အဲ့ည10နိုင်ခွဲအတိမှရန်ကုန်တိုင်းကစစ်တီနဲ့အရာရှိအချို့တို့လာခေါ်လာအင်းရှိရနေပြီကျမတို့ဆွဲမထုတ်ပါဘူးဒါပေမဲ့ဒါကျမတို့နှောက်ရက်နေတယ်လို့ခံစားရတယ်ဗောနော်အဖေကအတိပေးလိုက်တော့ကာနေကိုဖုန်းဆက်လိုက်ဖေပြောမယ်ဆိုပြီးအဖေကပြောပြတာနော် ကျမဘွားမလေးကျမဖေကငငယ်ကကျမကိုမတရားရိုက်တာဗျဟိုပြီးတော့ကျမတို့ချစ်ကြောင်းတခါမှအဖေကထုတ်ထုတ်ဖော်ပြီးမပြောဘူးသိလားအဲ့တော့ဟိုကျမစိတ်ထဲမှာဟိုကျမဖေကကျမကိုချစ်တယ်လို့မသိခဲ့ဘူးပေါ့နော်ကျမဆိုးခဲ့တာကြီးလည်းအများကြီးရှိပါတယ်ကျမဆိုးတယ်ဆိုတာစကားနားမထောင်တာဗျသိလား तू မလုံနဲ့ဆိုလုတ်တာ ။ तू မသွားနဲ့ဆိုသွားတာ။ तू မစားနဲ့ဆိုကျမစားတာ။အဲ့လိုဥတီယာကိုလုတ်ခဲတာကိုစိုးတာပေါ့နော်။ကျမဟိုလူမျိုးမိဘကိုဒုက္ခရအောင်ဟိုအဆက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်တာတခုမှမရှိပါဘူး။မိဘမိဘရဲ့အကျိုးပျက်စီးရပျက်စီးရတယ်ဘယ်တော့မှမလုပ်။မိဘရဲ့အမေအာနာကိုတုံးပြီးတော့အလွဲသုံးတာတစ်ခါမှမလုပ်ဘူးကျမဒီနော်။အဲ့တော့ကျမစိုးတာကျမအိမ်ငယ်ရအရန်ဆော့လုံးတာပြောစကားနားမတောင်တာအိမ်မပြန်လာဘူး။ရွာရိုးကိုပေါ့ရှောက်ပတ်ပြီးဆော့တာ။အဲ့ပြီးသူများစီမှာထမင်းသွားစားတာအဲ့လိုမျိုးပေါ့နော်။အဖေကအလိုတွေမကြိုက်ဘူးကျမကိုအိမ်မှာမချက်ကျွေးဘူးမလား။ကျမစားခြင်းနဲ့မလားရှိရတယ်ကျမလိုက်တောင်းစားတာငငယ်တွေက။ အဲ့ဒါနဲ့အဲ့ဒါကျမတို့နှစ်ယောက်ရဲ့နောက်ဆုံးပဲနောက်ကြတော့သူ့မိရဖုန်းဆက်ပြောတော့ဗောနော်အမလီဗောဟိုတန်နာကျော်ကျောက်သူ့သားဟိုဟာဘဝပြတ်တယ်ဗောအခုစပယ်ကျောက်သူ့သားထောင်ထဲရောက်တော့မယ်ဆိုပြီးတော့ ညီမျိုးစုံပေါ့ဗျာအမေတွေကတော့ကိုသားသမီးတော့ပူတာပေါ့သားသမီးတွေကတော့မိဘအပေါ်မှာဟိုမိဘနေရာအတွက်ကိုချင်းစာနာပေးခင်သူတို့ဒီလိုဒီလိုလှုပ်ဆရာအကြောင်းကိုမရှိဘူးပြီးတော့ကျမကိုတနေ့နဲ့ခေါင်းကိုရိုက်ဆရာကျမနှစ်ဖူးကွဲသွားဆရာအာလူးတွေထွက်ဆရာအကြောင်းလည်းမရှိဘူးအမှန်တော့သူလှုပ်ဆရာအကြောင်းမရှိဘူးသူကျမကိုလှုပ်ထားတာတွေအများကြီးကျမအခုဒီပြောနေတဲ့အပိုင်း38 ठी ကိုသူ့ရဲ့ကျမပေါ်ပြုတ်မှုထားတဲ့မကောင်းတဲ့ဟာကြီးကျမဆဲပုံမှုတပုံပဲပြောရတာနော်ကျမမပြောဘူးတိုင်ပြီးတော့ကျမကိုအဲ့ဒီ ငါးရက်လောက်ကြာတဲ့အခါကျတော့ဦးကဖုန်းဆက်တယ်တမီးဟိုဟာပေါ့ငါတိုင်းမှုစီတင်လိုက်ရတော့မလားတဲ့အဲ့တော့တိုင်းမှာဘူချုပ်ခမောင်တန်းတိုင်းမှုစီတင်လို့ရှင်တော့ထောင်ကြမှာနော်တဲ့တမီးဘာဖြစ်ချင်တာလဲဘာဖြစ်စေချင်တာလဲတဲ့ဆိုတော့တမီးကိုကွဲပေးရပြီလို့အဓိကကျမကိုကျမကိုကွဲပေးစေချင်တာကျမသူ့နဲ့မနေနိုင်ပါဘူးသူ့ရှိတဲ့အရာလည်းမနေနိုင်ဘယ်မှမနေနိုင်ပါဘူး အဓိကကျွန်မကျွန်မကိုကွာရှင်းမပေးဘူးပြောလို့ကျွန်မတိုင်တာနော်ကျွန်မထောင်ကြစီဖို့လုံးဝရွေချက်မရှိပါဘူးကျွန်မအဲ့လောက်စိတ်တက်မယုံညံ့ပါဘူးအောက်တန်းလည်းမကြပါဘူး तू ဘလောက်ကိုပေါ်ကောင်းကောင်းမကောင်းကောင်းကျွန်မအဲ့လိုမလုပ်ပါဘူးအဲ့တော့ဦးရတယ်တိုင်းမှုစီမတင်နဲ့ဦးဟိုတမီးကိုကွာရှင်းဖို့ကွာရှင်းခွင့်ကွာရှင်းဖို့လက်မှတ်ထိုးပြီးရပြီလို့ကျွန်မပြောလိုက်တဲ့ကနေကြီးကိုသိလားအဲ့မှာနောက် ဘယ်တော့မှမကြောက်လေးငယ်ရလောက်ကြာပြီးတော့သူတို့ဘက်ကနေအဲ့ဒါသူတို့မိရောဖေရောနဲ့ကျမတို့တိုင်ရင်မှတိုင်မှုကြော်ကြီးအိမ်မှာကျမတို့ကျမတို့ကွာရှင်းမှုလက်မှတ်ထိုးပေးတယ်အဲ့ခါကျမတိုင်မှုကြော်ကြီးကကျမရဲ့အခက်ခဲပြဿနာကြီးသူကသိတာဘာဖြစ်လို့အစောကြီးကမပြောလဲပေါ့နော်သူဝင်ပြီးဖြောင်းဖြားပေးမှာပေါ့တဲ့ကျမကကိုတီဆောက်ထားတဲ့ဘယ်အရာကိုမစုံကိုတယောက်တည်းနဲ့ပြီးအောင်ဖြတ်တယ်ကိုရဲ့ဟို အပူတွေကိုသူများကိုမပေးချင်တာနံပါတ်1ကအဲ့ဒါပဲအဲကြောင့်ကျမကျမတို့လင်မယားအစင်မပြေတဲ့ကိစ္စသည်ကျမကိုကွာရှင်းမှုလက်မှတ်ထိုးပေးရနေမှသာတိုင်မှုကတော့ကြီးတည်တာပါအဲ့တော့ကျမယောက်ျားတယောက်ကိုဘလို့ကာကွယ်ပေးခဲ့လဲဆိုတာဒါပါဒါအဖြေပါပဲကျမမရုံပါဘူးကျမကိုဘလို့ပဲလှုပ်ခဲလှုပ်ခဲကျမသည်ကိုဘကကားအောင်မဲနေခဲ့တယ်ကျမတို့အိမ်ကြီးကအဲ့ဒီကွာရှင်းစာချုပ်တည်တော့ကျမမသိနာတော့ထင်ပါတယ်ဟိုးလုံခဲ့တဲ့ဆယ်နှစ် စံကနေလောက်ထိရောရှိနေတယ်။ကွာရှင်းပြီးတော့ကွာရှင်းတော့ကျတော့အမလေးရိုးရိုးကျိုးကျိုးအပိုးကျိုးနေရပဲတလား။နော်။အဲဒါမှပြောပြအောင်မယ်။ကွာရှင်းပြီးတော့အမ်တလားလောက်နေတော့ကျမစီဖုန်းဆက်တယ်။ညိုးတဲ့ကိုကြီးပြန်ခိုးပြင်မရမယ်တဲ့။တကယ်ဟာသားရင်ပြောတယ်နော်။ဟာသားရင်ပြောတယ်တိလား။ကိုကလေဘာကိစ္စရှိလဲ။ ဘာပြောချင်တာလဲဆိုညို့ခိုးပြေးမလို့တဲ့ပြန်ပြီးတော့တဲ့သူခိုးပြေးတာကိုလက်ခံပါတဲ့ကျမလည်းပြန်ပေါင်းချင်တယ်ပေါ့ကွယ်ကျမလည်းအမိုင်တခါတည်းဖုန်းထဲကနေပြီးတော့ကျမမိုးမောင်ဆဲထလိုက်တာဆောက်ရှက်မရှိဘူးလားလို့မေးလိုက်တယ်ဆောက်ရှက်မရှိဘူးလားပေါ့ဆဲထလိုက်တယ်ပေါ့နော်ဒါကျမဝန်ခံတယ်ကျမဆဲထလိုက်တယ်မိုးမှုအောင်ဆဲတာနော်ဆဲပြီးတော့အဲ့ဒါကိုတလတစ်ခါတလခွဲတစ်ခါဆက်တယ်ကျမကိုပြန်ခိုးပြေးဖို့ သူ့သားတွေကိုဘလို့သတိရတဲ့အကြောင်းအဲ့လို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 ပြောနေတဲ့အချိန်မှာပဲသူကတန်နာကျော်နဲ့မဟုတ်ပဲနောက်ထပ်နီလာဆိုတဲ့တယောက်နဲ့အခန်းကားပြီးအောင်လူနေကြရတယ်နော်ပြောပြအောင်မယ်။ကိုကလည်းတရင်ကြပါတယ်သူ့ရဲ့ညီမဝင်ဝဲတွေအကုန်လုံးကလေကျမကိုချစ်ကြတယ်တိလား။တရင်ကတချက်လေးဆန်းတောက်လိုက်တယ်နဲ့ဘဒူနဲ့သူညားနေပြန်ပြီဆိုပေါ်ပြီးသားအဲ့ဒါနေပြီးတော့6လလောက်လဲကြာဘာပြောလဲဆိုကျမတို့တရားဆွဲမလို့တဲ့ဟုတ်လားလို့ဖုန်းဆက်တော့ ဘာကိစ္စတရားဆွဲမှာလဲဆိုတော့ဒါတားနှစ်ယောက်ရှိရတဲ့ကြောင့်ပေါ့နော်သူ့အကြီးကောင်သူတရားရုံးကတောင်းမလို့တဲ့อืมကျမနားထောင်နေသေးတယ်ဟုတ်ပြီကြိုက်တဲ့အချိန်ဆွဲလိုက်ကြိုက်တဲ့အချိန်ဆင့်ခေါ်လိုက်ငါတက်မယ်တရားရုံး तू ကကျမကိုလေဟိုဖျဲချောက်တာကွာတိလားဟိုပါပခုံးပေါ်မှာအပွင့်လေး၃ပွင့်လောက်ရှိုံနဲ့ဖျဲချောက်လို့ရှိရယောက်ျားရဲ့အများကြီးရှိရယ်နော်ဒါကျမက စစ်သားတိုင်းပုတ်ခတ်ပြောတာမဟုတ်ဘူးเนาะကျမကြုံနေတယ်ကျမယောက်ျားရဲ့စောက်ကျင်းကိုပြောပြတာပခုံးပေါ်ကအပွင့်လေးသုံးမွေကိုကဘာကြီးသုံးလုံးလုံးမှတ်နေတာသူကကျမကိုလာဖျဲချောက်တည်တယ်ကျမစောက်ယူးမို့လို့လား तू ဖျဲချောက်အောင်ကြောက်အောင်အဲ့ဒါဆွဲလိုက်ရတယ်ကြိုက်တဲ့ချိန်ခေါ်လိုက်တရားရုံးကစင့်ခေါ်စာရေးပါလားဟေးငါတရားရုံးတက်မယ်ရှင်းမယ်ကျမလည်းစောက်ပါတယ်ဘယ်တော့ခေါ်မလဲပေါ့အဲ့ဒါနဲ့ခေါ်ပြောင်းဘယ်တော့ကြာသွားလဲဆိုတော့အဲသူရောက်ခမရတာဖုန်းဆက်ပါလေမိရတွေ့ချင်းကျမပေးတွေ့ပါတယ် အဲ့ခါကြိုက်လေသူ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 မြင်းဒီကောင်ကကျွန်မပို့ပေးလိုက်တယ်လေတန်းတားလေးကလေးနှစ်ယောက်ကိုပို့ပေးပြီးရင်ကျွန်မညနေဆိုတပံခေါ်တယ်အေးမအဲ့ဒါလေတလတစ်ခါနှစ်ခါပါပဲတလတစ်ခါပါပဲအများဆုံးကျွန်မရောက်ခမကြီးနေအမုံမပွားစရာလည်းမရှိပါဘူးသူကသူသူ့သားမကောင်းတာနဲ့သူတို့လည်းကျွန်မနဲ့ဟိုဟိုရန်ဖြစ်စရာလည်းမလိုရန်သူဖြစ်စရာလည်းမလိုလေသူတို့လည်းကိုယ့်ပေါ်ကောင်းတာပဲနော်ဒါပေမဲ့တစ်ခုမှရှိရပြအိမ်နောက်တစ်ခုမှရောက်ခမကောင်းလို့မရဘူးကြာကိုယ်လင်ကောင်းမှုလို့တာဘာလို့ကျွန်မရောက်ခမနဲ့ချင်းလုံးပူးကပ်ပြီးဖတ်နေရမှာမဟုတ်တာကိုလင်ရပဲကောင်းနေမှရမှာလေ အဲ့တော့ရောက်ခမကောင်းနေလေကျမအဆင်မပြေဘူးကျမလည်းမကောင်းလို့ကျမအပေါ်မှာတခြားကောင်မလေးပေါ်ကောင်းရင်ကောင်းမပေါ်ဒါသူ့အပိုင်းမှာအဲ့ဒါနဲ့ဘာတဲ့ကျမလည်းတတိနေကြတယ်အဲ့တနာကျွန်လည်းလုံးဝပြတ်သွားတာနော်ဘာလို့ပြတ်သွားလဲတော့မသိဘူး तू အမှ तू तू ဟာဘယ်လောက်ပါလို့ तू ဝဲမယူနိုင်လို့လားဟိုကောင်မကပဲဟို तू မသိအောင်ဟိုဟိုတခြားယောက်ျားတွေနဲ့ဘာကြီးဘာကြီးလုပ်နေလဲတဲ့ तू မိွားလို့ဖြစ်မှာပေါ့တခုခုပေါ့နော်တို့တွေကဟိုယောက်ျားတွေရဲ့သဘောတဘာဝကရှော့တယ်လို့တော့မရပါဘူးတကယ်ကိုကသာမဟုတ်တာလုပ်မယ်ဟိုကိုကိုတော့မဟုတ်တာလားလုံးနေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါ အဖျဲချောက်တာ तू ကမအောင်မြင်တဲ့ခါကျတော့အဲ तू နောက်တနည်းကြံ့မြန်။နင်ဘသူနဲ့ကြိုက်နေပြန်ပြီလားပေါ့။ငါတိတယ်ပေါ့။စောက်ရမ်းရှိရတယ်။ကျမပါကျမတရဝင်းကွာရှင်းပြီဘသူနဲ့ကြိုက်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 မကြိုက်ကြိုက် तू ဆောက်ပေါက်ဆောက်ကြောင်းနဲ့တစမ်းမှမရှိဘူး။ပြောပြတာပေါ့နော်။ဒါပေမဲ့ကျမမဖြေရှင်းဘူး။မဟုတ်တဲ့ဟာတွေအတွက်ကျမအချိန်လဲကုန်မခံနိုင်ဘူး။ तू ဖုန်းလာတယ်။ကျမဖုန်းချပြစ်တယ်။သုံးလေးခါလောက်ခေါ်ပြီးဆိုလို့ရှိရင်ပြောချင်တဲ့စကားအတိအကျပြော။ဘာဖြစ်ချင်တာလဲပြော။ငါသားနဲ့တွေ့ချင်းလို့ရရနေပို့ပေးလိုက်တယ်။ အဲ့ဒီမှာတစ်နှစ်ကျော်အဲ꽌ပြီးတစ်နှစ်ကျော်တဲ့အချိန်မှာအဲ့မှာကျမသားတွေတပြန့်ခေါ်တဲ့အချိန်ပေါ့နော်အဲ့တော့တော့မိမတယောက်နဲ့လက်ထပ်ပြီးပြီးတော့တစ်နှစ်ကျော်ကျော်မှာလက်ထပ်ပြီးပြီးနော်အဲ့ဟိုနီလာနီလာအဲ့ဒီအမျိုးသမီးကသဘင်ရှိရှိနဲ့တည်လာ။ तू ကလည်း KTB ရဆိုလားမသိဘူး။အဲ့ဒီကောင်မကတော့ तू နဲ့6လလောက်ပဲပေါင်းပြီးတော့ဘလို့ခွာပြဲလဲတော့မသိဘူး။အခု तू တကယ်လက်ထပ်ပြီးတော့တက်ထိအဲ့တော့ तू ကကျမတို့ဒီလှိုင်းတန်း9သုံးနှစ်ကနေလွဲမွေရှမ်းပြည်ကလွဲမွေတက်ကိုပြောင်းရတယ်ကွာ။တက်နေမှာတော့မမှတ်မိတော့ဘူး။အဲ့ဒီတက်ကိုခေါ်တဲ့အခါမှာအခု तू ယူယူထားတဲ့ ကလေးတယောက်မိတစ်ခုလက်နဲ့ခေါ်သွားတာပြောပြအောင်မေအဲ့ဒါတားရီတောက်ခေါ်တဲ့ခါကျတော့ तू ပြန်ရောက်နေမှလည်းကျမမသိပါဘူးအဲ့နဲ့ရှက်ကိုရှက်ကန်နဲ့ထွက်လာပြီးတော့အင်းနဲ့အဲတဲ့စပယ်နဲ့တဲ့ကိုကြီးမိန်းမနဲ့မိတ်ဆက်ပေးရအောင်မေဆိုကျမကပါဇက်လေးအဟောင်းသားနဲ့တိလာဩမိန်းမယူတာမြန်လိုက်တာပေါ့နော်ယောက်ျားလေးချစ်တယ်ဆိုတဲ့အချစ်ကိုပြောပြတာနော်အဲ့နဲ့အဲ့ဒီအမျိုးသမီးကမီမီဆိုလားမသိဘူးသူ့နာမည်ကတယုံမလေးတယုံမပုံပေါ့နော်ကျမထက်တော့ကြီးလဲ อืมลง5นาทีโหลเทน่ะเว้ยမျက်မှန်နဲ့အမျိုးသမီးကထွက်ချင်တဲ့ပုံမပေါ်လာပါဘူးဒါပေမဲ့ तू က तू အဲ့ तू ယူလာတဲ့မိန်းမကိုတင်းဆွဲပြီးဒါတဲ့ကိုကြီးမိန်းမတဲ့လက်ထပ်ပြီးပြီတဲ့ဟောအေးဝန်းတာတယ်ပေါ့ကျမပြုံးပြုံးလေးကြည့်ပြီးတော့အဲ့ဒီအမျိုးသမီးကကျမအမျက်လုံးညံ့အောင်ဆုံးမကြည့်ပါဘူးတည်လား तू ကကျမသူ့ကိုပြုံးပြုံးကြည့်ပြီးတော့အော်ဝန်းတာတယ်နော်လို့တွေ့ရတာလို့အဲ့နဲ့အဲ့ကိုကြီးမျက်နှာမှာဘလို့ဖြစ်လဲဆိုတော့ရှက်ကိုရှက်ကန်းလို့လို့မလုံတယ်လို့ပေါ့နော်အဲ့နဲ့ကျမတားနှစ်ယောက်ခေါ်လာပြီးတော့ तू အဲ့မှာခသမီးလေးတယောက်ပါတယ်တိလားတကယ်တော့လေအဲ့ဒီမိန်းမနဲ့သူဘလောက်မှမပေါင်းအောင်ကျွန်မတီးတလောက်နှစ်နှစ်သုံးနှစ်လာပဲပေါင်းရတယ်နှစ်သုံးနှစ်လာပေါင်းတဲ့အချိန်မှာသူရလာတဲ့အဲ့ဒီငွေဆောင်တို့ဘာလို့ဘက်ကလာမသိဘူးအဲ့ဒီကစားတော့စားစားအဲ့ဒီအဲ့ဒီအဲ့ဒီတယုံမှကလေးမေကအပိုင်သိမ့်ပြလိုက်တာသူ့မှာခွက်ပဲကြမ်းမဲ့သဘောရှိတယ်ပေါ့နော်နောက်ပိုင်းမှာပြန်ကြားတာပါဒါသူ့ဘဝနဲ့သူ့အကြောင်းပဲလေလူဆိုတာကိုစိုက်တဲ့အပင်ကိုချိတ်သိမ့်ရတာဗျာတိလား နော်ကျမတို့တွေကကိုယ့်အပေါ်မှာကောင်းတဲ့ယောက်ျားတယောက်ကိုကျမတို့အာကုသို့ဖြစ်ခံပြီးတော့ကျမတို့လိုက်လိုက်တိုက်ခိုက်နေကြမလို့ဘူးပြုံးပြုံးကြီးထိုင်ကြည့်နေုံပဲကိုကိုကံကောင်းနေမယ်ကိုကိုကိုစူးစမ်းမယ်ကိုသားသမီးတွေကိုပတ်စံဘလို့ရှားမလဲပတ်စံရှားရဆိုတာတမန်အာဇီဝကြကြရိုးသားသားပြောတာနော်ကျမဒီအဲ့ရဒီကျမဘောမှာမဟုတ်တဲ့နီလန်နဲ့ကျမတခါမှပတ်စံမရှားဘူးနော်အဲ့တော့သူ့အကျိုးပေးသူသွားတာဘုတ်ကလေဟိုးစက်ကူလွာလေးတက်လွာလို့ပဲပါပါလေး တိလာအဲ့ဒီမှာအဲ့ဒီမိမနဲ့ကွဲပြီးတဲ့ချိန်မှာလဲဆက်သွဲတယ်သူကျမကိုတတိရတယ်ဆိုတဲ့အကြောင်းဆက်သွဲတာပုံစံမျိုးစုံနေပေါ့နော်ကျမနောက်ပိုင်းဆိုရင်ဖုန်းကိုမကင်တော့တာတော်ပြီလေနော်အဲနောက်ပိုင်းဒါပေမဲ့ကျမနဲ့သူ့မောင်နှမဝန်ခွဲတွေနဲ့ဆိုလဲကျမနဲ့အမြဲတမ်းဆက်သွဲရှိရလေသူ့အပတ်စဉ်ကသူ့တငယ်ချင်းတွေနဲ့ကျမနဲ့ဆက်သွဲရှိပါတယ်အခုတော့မှကျမအမျိုးသားပတ်စဉ်ကအဲကိုကြီးတော်မှကျမနဲ့ TikTok မှာ friend ပဲ Facebook မှာလဲ friend ပဲနော်ကျမတို့ကကိုကောက်အောင်နေခဲ့လို့ကိုမှန်းအောင်နေခဲ့လို့ဒီနေ့ထိကျမရက်တည်နိုင်တာ ကျမသာမဟုတ်တာလောက်ခဲ့ကြည့်ပါလားကျမသာကိုယောက်ျားကောက်ရက်သားနဲ့ကိုလော်လီဖောက်ပြားပြီးတော့ကိုယောက်ျားကိုဂုံတိတ်ခါကြအောင်ကိုယောက်ျားနဲ့တက်နဲ့ပတ်သက်တာကိုကျမဂုံမောက်ပြီးငါရဲ့အရာရှိကတော့ဆိုတဲ့ဂုံမောက်ပြီးတော့ဟိုမဟုတ်တာလောက်ခဲ့ကြည့်ပါလားကျမဒီလိုဘလို့ရက်တည်နိုင်မှာတော့အဲ့တော့အဲ့ဒီမျိုးသမီးနဲ့ क्वे သွားတာကိုတိလိုက်တယ်တိပြီးတော့သူတော်တော်လေလွင့်သွားတဲ့အချိန်မှာရာလူးလည်းမတက်တော့ဘူးအဲ့မှာရာလူးမတက်တဲ့ကိစ္စကိုပြောဦးမယ်တရက်က ရောက်ခမရဖုန်းဆက်တယ်။တမီးတဲ့ဟိုအမေမေးစရာလေးရှိလို့အော်ဟုတ်ကဲ့မေးပါမေးပေါ့။ဒါကျမကောက်ကောက်မို့ကျမနဲ့သူ့သားနဲ့ကွဲလဲကျမအမေပဲခေါ်ပါတယ်။ဒါကိုမိဘရွယ်တိုင်းကြီးကျမရဲ့အမေရွယ်မှုလို့ကျမအမေပဲခေါ်တာ။တာကြီးအားတဲ့ပြောနေတယ်ပေါ့နော်။သူယာရူးမတက်တာပေါ့နော်။တမီးလှုပ်ထားတာလားလို့တဲ့။ဟာနဲ့အဲ့ဒီအချိန်မှာကျမဟိုတခါပြီးခဲ့တဲ့အရှိတ်ပိုင်းမှာပြောပြီးသားလေ။တိမ်ကြီးစေးနိုင်ကလပ်မှာ သူတနေ့နဲ့ချိန်လို့အမှုဖြစ်တယ်ဆိုတဲ့ဟာသူ service ကတ်ထိသွားတယ်အဲ့ဒါကြောင့်သူကယာရုမတက်တာအဲ့ဒါကိုသူ့အမေကိုဘာပြောတယ်မှလဲကျမကျမအဖေကနေပြီးတော့သွားလှုပ်ထားလို့ကျမကနေပြီးတော့ကျမအဖေကိုမြှောက်ပေးပြီးသွားလှုပ်ထားလို့ကျမအဖေကြောင့်သူကယာရုမတက်ဘူးတဲ့တင်တော့ကိုကြီးတင်လဲလူမဖြစ်ဘူးအဲ့တေတဲ့အကြောင်းလေးလည်းနောက်မှနောက်တစ်ပိုင်းမှကျမဆက်ပြပြမယ်တိလားဒါမဲ့လေဟိုဟောဒီအပိုင်းမှာနည်းနည်းပြောချင်တာကျမကထူးဆန်းတဲ့အိမ်မက်ဒီငယ်ငယ်လေးကမက်တက်တယ်ဆိုတာပဲ သူ့ပြည့်နဲ့သူ